I'm Jeffrey Edward Epstein and my residence address is 6100 Red Hook Boulevard. နာမည်ကျော်ပုဂ္ဂိုလ်တွေပါဝင်ပတ်သက်နေတဲ့ Jeffrey Epstein လိင်အရှုပ်တော်ပုံအချက်လက်တွေ American တရားရေးဌာနကထုတ်ပြန်ပေးဖို့တောင်းဆိုတဲ့ဥပဒေကြမ်းကိုအထက်လွှတ်တော်ကလည်းတခဲနဲ့အတည်ပြုဖို့သဘောတူညီလိုက်ပါပြီ. Senate has now passed the Epstein bill as soon as it comes out. အလုပ်တော်ကဥပဒေချမ်းအထက်လွှတ်တော်ရောက်ရောက်ချင်းတမရစီတမ်းပို့လက်မှတ်ထိုးအတည်ပြုနိုင်အောင်သဘောတူညီချက်ကြိုတင်ရယူထားတဲ့ရှာရှာပါပါအဖြစ်ပြက်ပါအလုပ်တော်မှာ428မဲတမဲနဲ့အတည်ပြုတဲ့အခါ Epstein ကြောင့်နစ်နာခဲ့ကြသူတွေကအောင်ပွဲခံခဲ့ကြပါတယ် The yeas are 427 the nays are 1 2/3 being in the affirmative The rules are suspended. The bill is passed. And without objection, the motion to reconsider is laid on the table. မရဒေါ်နယ်ထရမ်ကသူ့စီကိုအဲ့ဒီဥပဒေကြမ်းရောက်လာတာနဲ့ချက်ချင်းလက်မှတ်ထိုးပေးမယ်လို့နိုဝင်ဘာ18ရက်နေ့ကပြောပေမဲ့18ရက်နေ့နေ့လယ်မှာတော့ဒီညပဲဖြစ်ဖြစ်နောက်တစ်ချိန်ကြာမှဖြစ်ဖြစ်အထက်လွှတ်တော်ကဘယ်ချိန်မဲအတီးပြူပြူသူကဂယုဆိုင်မှာမဟုတ်ဘူးလို့ဆိုရှယ်မီဒီယာမှာရေးပြမှာတဲ့အသက်အရွယ်မပြည့်သေးသူတွေကိုလိန်ညာလှည့်ပြပြီးတော့နာမည်ကျော်ပုဂ္ဂိုလ်တွေနဲ့ချိတ်ဆက်ပေးတဲ့ Jeffrey Epstein နဲ့ ထရမ်ဟာအလွန်ခင်မင်ရင်းနှီးသူဖြစ်ပြီးတော့ပါတီတွေမှာသူတို့နှစ်ဦးကိုအတူတွေ့ရလေရှိပါတယ်ထရမ်လိုပဲ42ယောက်မြောက်သမ္မတဘီလ်ကလင်တန် Microsoft Bill Gates ဗြိတိန်တော်ဝင်မင်းသားအရေးအရာကနေဖေရှားခံရသူ Andrew ကိုလည်း Epstein နဲ့ရင်းနှီးတဲ့ဇလန်းတွေထွက်ပေါ်လာတာပါထရမ်လက်မှတ်ရေးထိုးအတီးပြုတ်ပြီးပြီဆိုရင်တော့ရှေ့နေကျုပ်ဖန်ဘွန်ဒီကလျှို့ဝက်ကလွဲလို့ Epstein နဲ့ပတ်သက်တဲ့အချက်လက်မှန်သမျှရပ်ပေါင်း30အတွေထုတ်ပြန်ပေးရမှာပါ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းတုန်းကတော့အထီးခိုက်မခံတဲ့အချက်လက်တွေပါဝင်တာကြောင့်ဆိုပြီးတော့အလွန်စီးစစ်ထားတဲ့အချက်လက်တချို့ကသာထုတ်ပြန်ခဲ့ပါတယ် FBI ပြောင်စု စစ်ဆန်းစစ်ဆေးဘူရိုက Epstein အချက်လက်သသိန်းလောက်ကိုစီးစစ်ပြီးတော့ Trump နဲ့တခြားနာမည်ကြီးပုဂ္ဂိုလ်တွေရဲ့နာမည်တွေကိုလိုက်ပြီးတော့ဖျက်ခဲ့တယ်လို့လွန်ခဲ့တဲ့လပိုင်းတွေအတွင်းသတင်းမီဒီယာအချို့ကဖော်ပြခဲ့ပါတယ်ကျွန်တော်အောင်ဆွေပါ